အတွက်လူသက်တယ်ဆိုတာဂိမ်းစော့နေရတယ်လို့ပဲ။ဘာကြောင့်တက်ရတယ်ဆိုတဲ့အကြောင်းပြချက်မရှိဘူး။ချစ်ချင်းမြတ်တာ၊မွေးထွေးမှု၊ကျင်နာမှုဒါတွေကိုလည်းသူနားမလဲဘူး။အမှန်တကယ်လည်းအဲ့ဒါတွေကမရှိဘူးလို့သူကယုံကြည်ထားတယ်။သူ့ရဲ့ပျော်ရွှင်မှုဆိုတာသူတက်လိုက်တဲ့လူတွေရဲ့မသိခင်မှာနောက်ဆုံးပြောခဲ့တဲ့တောင်းပန်စကားသံလေးပါ။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ Cry Box Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဖူးကင်းဇာတ်လမ်းကတော့တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဆိုဝါရက်ဆက်တဲ့ကွင်းဆက်လူသက်သမား တနည်းအားဖြင့် Monster Killer လို့ခေါ်ကြတဲ့ရန်ရှင်းဟိုင်ရဲ့အကြောင်းပဲဖြစ်ပါတယ်1968ခုနှစ်ဇူလိုင်29ရက်နေ့ဟန်နဲပြည်နယ်မှာနေထိုင်တဲ့အလွန်ဆင်းရဲတဲ့မိသားစုလေးဟာအဲ့ဒီနေ့မှာတားယောက်ျားလေးတူအူကိုမွေးဖွားခဲ့ပါတယ်သူတို့မိသားစုထဲမှာအငယ်ဆုံးကလေးလေးဖြစ်တယ်လို့သူ့ရဲ့နာမည်ကိုတော့ရန်ရှင်းဟိုင်လို့နာမည်ပေးခဲ့ကြတယ်ရန်ရှင်းဟိုင်ရဲ့ငယ်ဘဝမှာအေးအေးချမ်းချမ်းနေရတာမျိုးတခါမှမရှိခဲ့သလိုဆင်းရဲလွန်းလို့ထမင်းတော်နတ်မှတ်အောင်မစားနိုင်ကြပါဘူး ကလေးတယောက်ရဲ့အခွင့်အရေးဆိုတာသူ့အတွက်ဘာမှန်းတော့မသိခဲ့ရဘူး။ဒါပေမဲ့ရန်ကစာကြိုးစားတယ်အတန်းထဲမှာစာလိုက်နိုင်တယ်။မောင်နှမ၄ယောက်ထဲမှာဆိုလဲရန်ကအထူးချွန်ဆုံးပဲ။သူကအများကြီးအမြင်မှာတော့တော်တော်လေးအနေအေးတဲ့သူတယောက်ပါ။1985ခုနှစ်သူ့အသက်18နှစ်အရွယ်မှာတော့ရန်ကအကြောင်းဆက်မတက်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုနဲ့ကြောင်းထွက်ပြီးသူ့ရဲ့အိမ်ကိုလုံးဝပြန်မလာတော့ပဲတရုတ်နိုင်ငံတဝမ်းမှာလှည့်လည်သွားလာပြီးတော့ဂျုံရဂျပန်အလုပ်တွေကိုလုပ်ကင်နေပါဗျ။ ရန်ကအလုပ်တွေအများကြီးလုပ်ခဲ့ပေမဲ့ဘယ်အလုပ်မှမသူအဆင်မပြေခဲ့ပါဘူး။လုပ်ဖို့ကိုင်မဲ့အချင်းချင်းခဏခဏကြောက်တွန်းတာခံရတယ်။မကြခဏလည်းအလုပ်ဖြုတ်ခံရတယ်။1990ခုနှစ်ဝန်းကျင်မှာခိုးမှုလူရမှုအဲ့ဒါတွေကိုစတင်ကျူးလွန်လာပြီးဖမ်းခံရတယ်။နောက်ဆုံး1996ခုနှစ်မှာမရိမှုကျူးလွန်ရန်ကြံစီမှုနဲ့ထောင်နှံ၅နှစ်ကြာခံခဲ့ရပြီး1999ခုနှစ်မှာထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ရန်ရှင်းဟိုင်ထောင်ကနေထွက်လာတော့သူ့ရဲ့စိတ်တွေဟာပိုပြီးတော့ခတ်ထန်လာတယ်လူတွေကိုမုန်းတီးလာတယ်ဒီတော့သူလူတက်ဖို့စတင်ကြံစီပါတော့တယ်2000ပြည့်နှစ်စက်တင်ဘာ16ရက်နေ့ဟန်နန်းပြည်နယ်တွေကအကော်ကျွမ်းရွာလေးမှာလူတက်မှုကိုစတင်ကျူးလွန်ခဲ့တယ်အဲ့ဒီအိမ်လေးကရွာရဲ့အစွန်လောက်မှာရှိနေတာမိသားစုဝင်ဆိုလို့နှစ်ဦးတည်းသာနေထိုင်တယ်ရန်ကညအချိန်လူကြီးတိတ်မဲ့အချိန်ကိုရွေးတယ် အိမ်သူအိမ်သားတွေအိတ်လောက်တဲ့အချိန်ကြတော့မှသူ့ရဲ့ခြေတော်ဆိုင်ထဲပိုကြီးတဲ့ဖက်နှက်ကိုစီးပြီးတော့အိမ်တကားတွေကိုဖျက်ပြီးဝင်ရောက်တယ်။အဲဒီနောက်မှာတော့သူအသင့်ယူလာတဲ့တန်တူနဲ့တွေ့တဲ့သူမှန်သမျှကိုအချိန်မဆိုင်မဲ့ခေါင်းကိုရိုက်နှက်တက်ဖြတ်လိုက်တယ်။နောက်ပြီးတော့သူတက်လိုက်တဲ့သူတွေတကယ်သိမသိစောင့်ကြည့်တယ်။ပြီးတော့မှအိမ်တကားတွေကိုတေချာလေးပြန်ပိတ်ပြီးတိတ်တိတ်လေးထွက်ခွာသွားတယ်။နောက်ထပ်တလားမပြေခင်အော်တိုဘာတရက်နေ့မှာပဲရှောင်းရင်ရွာမှာနေထိုင်တဲ့မိသားစု၃ယောက်ဟာထပ်မံတက်ဖြတ်ခံရပြန်ပါတယ်။ မိသားစုဝင်တွေကအမျိုးသမီးကိုမသိခင်မှာပဲမရင်းကျင်းငယ်သေးတယ်။လူတက်ရတာဟာရန်ရှင်းဟိုင်ဒရက်ပျော်ရွှင်စရာဖြစ်လာတယ်။အမြင့်တစီညင်းဖယ်ခံနေရတဲ့သူ့ဘဝဒရက်လူတက်နေရတဲ့အချိန်မှာခံစားရတာကတည်ရုံးမဲ့သူတွေရဲ့တောင်းပန်ခြင်းတွေလှုပ်ပေးဖို့အတွက်နောက်ဆုံးတောင်းဆိုမှုတွေပါ။ဒါပေမဲ့သူကတော့တနာဖို့ဆိုတာစိတ်ခံစားချက်တောင်မရှိဘူး။ဒီလိုတောင်းပန်မှုအတန်လေးကပဲသူ့ကိုလူတက်ဖို့ရအတွက်တွန်းအားတွေရနေစေခဲ့ပါတယ်။နောက်တစ်နှစ်အကြာ2000ခုနှစ် ဩဂတ်15ရက်နေ့ဖန်ချယ်လျှို့ရွာမှာရှိတဲ့လေသမားမိသားစုရရက်ဆက်ဆက်အသက်ခံရပြန်ပါတယ်။ဒီမိသားစုလေးဟာအရန်ဆင်းရဲတယ်လို့ရွာအစုံကလဲတော့တဲ့မှာပဲဖြစ်တယ်လို့နေထိုင်ကြရတဲ့မိသားစုလေးပါ။တိဆုံးသူအမျိုးသမီးတယောက်ဟာအာဓမပြုကျင့်ထားတဲ့လက္ခဏာတွေတွေ့ရှိခဲ့ကြရတယ်။ရန်ကလူပဲတက်သွားတယ်ငွေချင်းယူဆောင်သွားတာတွေမတွေ့ရတော့ရဲတွေလည်းစဉ်းစားရခက်ကုန်ကြပါတယ်။ရန်ညိုးရန်စားလို့ပြောရအောင်လေဒီမိသားစုလေးဟာအေးအေးဆေးဆေးနေထိုင်ကြတဲ့သူတွေပါ။ ပြန်ရှင်းဟိုင်ကျွလွန်ခဲ့တဲ့ပြစ်မှုတွေထဲမှာပြစ်မှုနှစ်ခုဟာမသက်ဆိုင်တဲ့သူတွေကိုမှားယွင်းဖမ်းဆီးတာမျိုးဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်တစ်ခုမှာတိတ်ဆုံးသူဟာဆေးလိပ်ဖို့အကြွေးပေးဖို့ရှိတာကြောင့်အိမ်ကြီးချင်းနဲ့ရန်ညှိုးရှိထားခဲ့ပါတယ်။ပြန်ရှင်းဟိုင်ကလည်းဒီလိုလူမျိုးတွေကိုရွေးချယ်တက်ဖြတ်တာဆိုတော့နေမီကန်ရဲတွေကအိမ်ကြီးချင်းကိုဖမ်းဆီးလိုက်ကြပါတော့တယ်။တရားစီရင်တဲ့အချိန်မှာတော့တတ်သိမခိုင်းလုံတာကြောင့်ပြန်လွှတ်ပေးခဲ့ရပါတယ်။အလားတူနောက်ထပ်ဖြစ်ရတဲ့ခုလည်းရှိပါသေးတယ်။ဒီဖြစ်ရမှာလေအသက်ခံရသူဟာအနီးနားကခိုးတွေကိုခိုးယူခဲ့တာကြောင့်ပိုင်ရှင်နဲ့ပြဿနာတက်ခဲ့တယ်လို့ ဒေသခံကမတိုင်ကြပဲမိမိသဘောအလျောက်ရိုက်နှက်တာမျိုးလည်းရှိခဲ့တယ်။အဲ့မကြခင်မှာတော့ဒီလူဟာအသက်ခံလိုက်ရတာကြောင့်ကိုပိုင်ရှင်ကိုလူသက်မှုနဲ့ဖမ်းဆီးလိုက်ကြပါတယ်။နေအိမ်မှာရှိတဲ့လက်လုတ်တနတ်ကိုတတ်သိခံအဖြစ်တင်သွင်းခဲ့ကြပါတယ်။အဲ့ဒီအချိန်ကရဲတွေအနေနဲ့အထက်ကဖိအားတွေရင်ဆိုင်နေကြရတာကြောင့်တေချာစစ်ဆေးမှုမလုပ်ခဲ့ပဲတန်လျာရှိုံနဲ့ဖမ်းဆီးလိုက်ကြတာပါ။၅ရက်လောက်ရိုက်နှက်ပြီးအတင်းကျပ်ဝန်ခံစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့တေဆုံးသူအိမ်မှာကြန့်ရှိနေတဲ့ DNA တွေနဲ့မတူညီခဲ့တာကြောင့်တစ်နှစ်လောက်အချုပ်ကျပြီးမှတော့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ရဲတွေကနေမြေတစ်ခုထဲမှာစစ်ဆေးနေချိန်မှာပဲရန်ရှင်းဟိုင်းကတော့တခြားနေမြေတစ်ခုစီကိုရွေလျားသွားလာနေပြီးလမ်းတစ်လျှောက်မှာလည်းခိုးဆိုးလူရက်တာတွေကိုဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်။2000ခုနှစ်ကနေစတင်လိုက်တဲ့လူတက်မှုတွေဟာ2003ခုနှစ်အထိဆိုရန်တက်ခဲ့တာစုစုပေါင်း68ယောက်ရှိသွားခဲ့ပြီ။အများစုဟာဆင်းရဲသားတွေ၊လယ်သမားမိသားစုတွေနဲ့အမျိုးသမီးတွေ 2002ခုနှစ်တုန်းကတူတက်ခဲ့တဲ့မိသားစုတစုမှာဆိုကိုဝင်ဆောင်အမျိုးသမီးတယောက်ကိုပါမရင်းချင်းပြီးတော့ခေါင်းကိုခေါ်ပြားနဲ့ရိုက်တက်လိုက်တယ်။ကံကောင်းလုံးလုံးအဲ့ဒီအမျိုးသမီးဟာအသက်ရှင်ခဲ့ပေမဲ့ခင်မွန်ဖြစ်သူနဲ့6နှစ်အရွယ်သမီးငယ်လေးကတော့ရန်ရဲ့လက်ချက်နဲ့တိတ်ဆုံးသွားခဲ့ရပါတယ်။ဖြစ်စဉ်တွေအားလုံးကိုပြန်ကြည့်ရင်ရန်ရှင်းဟိုင်ကအလူတက်တာစနစ်ကျတယ်ရက်ဆက်တယ်။အဓိကအားဖြင့်ကျေးလက်ဒေသကဆင်းရဲတဲ့မိသားစုတွေတအိမ်နဲ့တည်တံ့ရှိနေတဲ့အိမ်မျိုးတွေကိုရွေးချယ်လေးရှိတယ်။နောက်ပြီးတော့သူတက်တဲ့အိမ်က အဝင်းကျင်နဲ့ပြဿနာရှိထားတဲ့လူမျိုးတွေကိုပို့ပြီးတော့မှရွေးချယ်လေးရှိတယ်။ဘာဖြစ်လို့လဲဆိုရင်တိတ်ဆုံးမှုနဲ့မတည့်တဲ့သူတွေကတက်ဖြတ်တယ်လို့ထင်အောင်လို့ဖန်တီးထားခဲ့တာပါ။လူတက်မှုတိုင်းမှာတူညီနေတဲ့အချက်ကညာပိုင်းအချိန်မှာလက်နက်တစ်ခုခုနဲ့ရိုက်နှက်တယ်အမျိုးသမီးတွေဆိုရင်လိမ်မိုင်းဆိုင်ရာစော်ကားတယ်။၂003ခုနှစ်နိုဝင်ဘာ3ရက်နေ့ရန်ကဟေဘေးပြည်နယ်ရဲ့မျိုးလေးတစ်မျိုးကဖျော်ရည်ပွဲကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။ပွဲကင်းထဲမှာရဲတွေကမှတ်ပုံတင်စစ်ဆေးကြတယ်။ ရန်ပြလိုက်တဲ့မှတ်ပုံတွေကအချက်လက်တွေမတူညီတာကိုရဲတွေကတည်ထားမိသွားတယ်။ဒီတော့သူ့ကိုဆက်ပြီးတော့စစ်ဆေးကြပါတယ်။အရင်ကကျူးလွန်ခဲ့မှုတွေပြင်းမှုမှတ်တမ်းတွေတွေ့ရှိရသလိုရန်ရဲ့ပုံစံကလည်းတည်ငြိမ်မှုမရှိဘူး။အနီးနားဝန်းကျင်မှာကလည်းလူတက်မှုတွေဖြစ်ထားတာလေ။ဒီလိုနဲ့သူ့ကိုဖမ်းလိုက်ပြီးတော့စစ်ဆေးကြပါတော့တယ်။အစောပိုင်းလူတက်မှုတွေကတွေ့ရှိခဲ့တဲ့ဒီရန်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြတယ်။ရန်အနေနဲ့ဘလောက်ပဲစနစ်တကျလူတက်ပါစေ။တပ်တွေကတော့ကြံခဲ့စမြဲပါ။ နည်းပညာတိုးတက်မှုတွေအရလူတက်မှုဖြစ်စဉ်တိုင်းမှာတွေ့ရှိရတဲ့သွေး၊သပင်၊လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေမှာလည်းရန်ရဲ့ DNA တွေကို တွေ့ရှိခဲ့ကြတယ်။နောက်ပြီးတော့ရန်မှာ HIV AIDS ပိုးကိုလည်းထပ်မံတွေ့ရှိခဲ့ကြပါသေးတယ်။ရန်တက်ခဲ့တဲ့အိမ်ရဲ့အတွင်းပစ္စည်းတွေမှာတွေ့ရှိခဲ့ကြတဲ့လက်ပွေနဲ့သူ့ရဲ့လက်ဝေးဟာတူညီနေခဲ့ပါတယ်။ဒီလိုနဲ့ရဲတွေကရန်ရှင်းဟန်ကိုစစ်ဆေးမေးမြန်းကြတယ်။သူ့ကိုစစ်မေးရတာကအချိန်နှစ်နာရီဝန်းကျင်ပဲကြာခဲ့တယ်။မတုံမလှုပ်အေးအေးလူလူပဲဒီလူတက်မှုတွေဟာသူ့ကျူးလွန်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့တယ်။ စစ်စစ်ချက်တွေအရသူဟာလူမတက်ခင်မှာစပိန်နဲ့ဖြစ်ဖြစ်ချီလီယံဖြစ်ဖြစ်ရွာတွေကိုပတ်သွားနေရှိတယ်တဲ့သူရည်ရွယ်ထားတဲ့အိမ်ကိုညပိုင်းမိသားစုဝင်တွေအိပ်နေတဲ့အချိန်မှာတကားကိုချုပ်ပြက်ဝင်ရောက်ပြီးတန်ထုတ်ဓာပေါက်ပြားတူစတာတွေနဲ့တက်ဖြက်နေရှိပါတယ်အမျိုးသမီးနဲ့ကလေးတွေကိုလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ပြီးမှတက်ဖြက်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်ရန်ကဟီနန်အန်ဝေးရှန်တောင်းဟဲဘေးစားတဲ့နယ်မြေတွေမှာကျူးလွန်ခဲ့ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ ီဖြစ်ရက်ကတော့ရန်ရှင်းဟိုင်းသို့မဟုတ်တရုတ်ပြည်ရဲ့ Monster Killer လို့နာမည်ကြီးခဲ့တဲ့ဂွင်းဆက်လူသက်သမားတယောက်အကြောင်းပဲဖြစ်ပါတယ်။လူပေါင်း68ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့ပြီးတော့23ဦးကိုအာဓမ္မပြုခြင်းခဲ့တယ်။နောက်ထပ်လူ10ဦးကိုအပြင်းထန်ထိခိုက်နာကျင်စေခဲ့ပါတယ်။ဒီလိုမျိုးသူကျွန်းလွန်ခဲ့တဲ့ပြည်မှုတွေကြောင်2004ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာတော့တရုတ်အစိုးရရဲ့တည်တံပေးခြင်းကိုခံခဲ့ရပါတယ်။ရန်ရှင်းဟိုင်ဟာပြစ်ဒဏ်မရှိရင်ခံရခြင်းမှာစကားပြောခွင့်ရခဲ့ပါတယ်။ ရဲတွေတရင်တောက်တွေညနာသူရဲ့ဆွေမျိုးတွေနဲ့တခြားပြည်သူလူထုကိုဘာပြောချင်တယ်လဲလို့မေးတော့မထီတထီပြုံးပြပြီးသူတို့ကတေဖို့အတွက်ထိုက်တန်လို့ငါတတ်ခဲ့တာလို့သူကတူတူပဲပြောဆိုပြီးတေတန်စီရင်မှုကိုမတုံမလှုပ်ခံယူသွားခဲ့ပါတယ်။သူဆိုလို့ချင်းသူရောလည်းလက်ဆိုရင်သူပေါ့ဘူး။အမေရတနက်နဲ့ပြတ်သက်စီရင်လိုက်ပါတော့တယ်။တေဆုံးချိန်မှာရန်ရှင်းဟန်ဟာအသက်35နှစ်ရှိပါပြီ။ပြောစရာမရှိနောင်နာမရှိ အကျဉ်းနာမရှိတဲ့သူ့ရဲ့အမှုရာအပြုံးတွေကသူတပ်ဖြတ်ခဲ့တဲ့အမှုတွေလိုပဲကြောက်ရွံ့ထိတ်လန့်စရာကြံရှိနေခဲ့ပါတော့တယ်။အကျန်းဖက်အကြီးစားစီရီယယ်ကီလာတယောက်ဟာတမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။မှတ်တမ်းတချို့အရသူ့ရဲ့ချစ်သူအမျိုးသမီးဟာရန်ရဲ့အစောပိုင်းခိုးမှုပြစ်မှုမှတ်တမ်းတွေကိုသိရှိပြီးတဲ့နောက်မှာဆုံးဖြတ်သွားခဲ့တယ်လို့လည်းဆိုကြတယ်။ရန်ရဲ့မိသားစုဝင်တွေကတော့သူတို့သားဟာဒီလောက်အထိဆိုးသွမ်းရုံပါခဲ့တယ်ဆိုတာကိုအံ့ဩတကြီးနဲ့မယုံနိုင်ကြပါဘူး။မိခင်ဖြစ်သူကငါ့ရဲ့သားကဒီလောက်အထိဆိုးဝါးသွားတာမယုံနိုင်ဘူး။ ဒါပေမဲ့သူကျူးလွန်ငယ်တဲ့ပြစ်မှုတွေဒါအမှန်ဆိုရင်တော့သူ့ရဲ့ပြစ်ဒဏ်ကိုသူခံရမှာပဲလို့ဝမ်းနည်းစွာနဲ့ပြောဆိုရှာတယ်။ဒီလိုလူဆိုးလူမိုက်သားတရားကိုဝေဖွားခဲ့မိတဲ့အတွက်အယံကိုနောင်လာရပါတယ်။နောင်ဘွားမှာတော့ငါ့ရဲ့သားမိုက်ကိုလိန်မအောင်ပြစ်ပြင်နိုင်မှုအတွက်မျှော်လင့်ပါတယ်လို့ပြောသွားခဲ့ပါတယ်။ရန်ရှင်းဟန်ရဲ့ဘဝကအစင်းရဲ့ချင်းကြောင့်လား၊ချစ်သူကပြစ်ခွာသွားတာကြောင့်လား၊ဒါမှမဟုတ်စိတ်တဆဆန်နေခဲ့တာလားဆိုတာမသိနိုင်ပါဘူး။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်တည်ဆုံးသွားတဲ့သူတွေအတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာဝမ်းနဲ့ကြည်ကွင်းစရာပါ။ China Daily မှာပြောထားတာအရဒီဖြစ်ရကြောင့်တရုတ်အစိုးရကကြေးရွာတပ်ဖွဲ့နဲ့လုံခြုံရေးအဖွဲ့တွေတူးချေရေးအတွက်အရေးယူခဲ့ပါတယ်။ဒီရန်ရှင်းဟန်ရဲ့အမှုမှာတရုတ်အစိုးရအနေနဲ့သတင်းအချက်အလက်တချို့ကို ပြည်သူလူထုကိုချပြတာမျိုးမလုပ်ခဲ့ပါဘူး။နိနာသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အပြေအဝကာကွယ်ပေးထားပါတယ်။တရုတ်ပြည်သူတမရနိုင်ငံထူထောင်စဉ်ကာလကစလို့ဒီအမှုဟာအစိုးရဆောင်ခွင့်ဆက်လူတက်မှုလို့ပြောရမှာပါပဲ။ ီလိုနဲ့ပဲရန်ရှင်းဟိုင်ဆိုတဲ့လူသားသမားတစ်ယောက်ရဲ့ဘဝဟာတော့အဆုံးသတ်နေကုန်ချုပ်သွားခဲ့ပါပြီ။သူ့ရဲ့ဘဝစကြောင်းကိုပြန်ကြည့်ကြမယ်ဆိုရင်တော့လူတစ်ယောက်ရဲ့ဘဝကိုဆင်းရဲခြင်းတွေနဲ့စတင်ခဲ့တယ်။အနှိမ်ခံနင်းပြဘဝကိုနာကြီးနေရတာတစဉ်သူ့ရဲ့စိတ်ခံစားချက်တွေလူတတ်မှုနဲ့ပြန်ဖြည့်ရှင်းတတ်တဲ့လူသားအဖြစ်ကိုပြောင်းလဲသွားတယ်။တပ်ဖြတ်သူတဦးအနေနဲ့သူ့ကိုမြင်ရပေမဲ့လို့သူဟာငယ်စဉ်ကတည်းကကလေးတစ်ယောက်ရဲ့နှွေးထွေးတဲ့ဘဝကိုမရရှိခဲ့ဘူး။ချစ်ချင်းမဲ့တဲ့မိသားစုမှာကြီးပြင်းလာခဲ့ရတယ်။ ။နောက်ပြီးတော့ပညာရေးနဲ့အလုပ်အကိုင်အခွင့်အရေးမရှိတဲ့အတိုင်းအဝိုင်းလူအဖွဲ့အစည်းရဲ့ဖိနှိပ်မှုအဲ့ဒီအရာတွေကပဲလူတယောက်ကိုပြောင်းလဲသွားစေတာလားမမြင်နိုင်တဲ့နီးနဲ့ဖြတ်စည်းပြီးတက်ဖြတ်တဲ့သူဖန်တီးခဲ့တယ်လို့ပဲဆိုရမှာလား။လူတသမားတယောက်ကိုတားဆီးလို့မရနိုင်ပေမဲ့ကျမတို့ရဲ့လက်နဲ့မဖန်တီးမိစေဖို့တော့သတိပြုဖို့လိုအပ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျမတို့ရဲ့ Crime Box Channel ကနေဖြစ်ရမှန်မှုကင်းဇာတ်လမ်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ Like and Subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။လိုအပ်ချက်တွေရှိခဲ့ရင်လည်းအပြုသဘောဖြင့်အကြံဉာဏ်ပေးနိုင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူချိုပါ။